်မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆက်မှာ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကုန်ရည်စုကိုလက်ခံရယူဖို့ဆူရရှိသူအဖန်စီကံနိုင်ငံအကျဉ်းသားလူထုခေါင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ကိုစားတားဖြစ်သူ Kim Harris ကလက်ခံရယူသွားမယ်လို့ထုတ်ပြန်လိုက်ပါတယ် တိစုဟာဒေါအောင်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်ထားရှိတဲ့အနစ်နာခံမှုမြစ်တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြက်ဖက်စစ်အာဏာရှင်ကိုဒုမထောက်ပဲကြက်ကြက်ခံတွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုဏ်ပြုခြင်းလည်းဖြစ်တယ်လို့အသင်းအလုံးမှုဆောင်အဖွဲ့ကကြေညာထားပါတယ်။ ပြည်သူ့ဂုံရီအသင်းကိုမြန်မာပြည်တွင်းကဂုံပြူတင့်ဂုံပြူထိုက်သူတွေကိုပြပရောက်တိုင်းသားမြန်မာမိသားစုတွေကဝိုင်းဝန်းဂုံပြူနိုင်ဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်စုပေပွဲအခမ်းအနားကိုတက္ကသဌာနခွဲဟူစတန်မြို့မှာမေလ24ရက်နေ့မှာကျင်းပသွားဖို့ရှိပါတယ်။16ကြိမ်မြောက်ပြည်သူ့ဂုံရီဂုံပြူပွဲအခမ်းအနားကိုနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ပြည်သူ့တပ်အမတ်ကြီးဦးကျော်မိုးထွန်းလူ့အခွင့်အရေးဒုဝန်ကြီးဦးအောင်ကျော်မိုးတို့တက်ရောက်ချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်ရှင်။ မေလ3ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာစာနယ်ဇင်းလွတ်ခွင့်နေ့မှာတော့ပြည်တွင်းပြည်ပကသတင်းတောက်တွေနဲ့အတူမြေပြင်မှာသတင်းရယူဖို့ကြိုးစားနေတဲ့တပ်ပုံသတင်းတောက်တွေဟာစိုးရိမ်ကြောက်လန့်စိတ်တွေနဲ့သတင်းတပ်ပုံတွေရယူနေကြရပါတယ်။သတင်းတပ်ပုံဆရာတွေပြောပြတဲ့ရုပ်ကံမှုတွေအကြောင်းကိုသတင်းတောက်မြတ်သစင်ကစုစည်းပြောပြပေးပါမယ်ရှင်။မေလ3ရက်နေ့ဟာကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ် စစ်အာဏာသိမ်းခံထားရတဲ့မြန်မာနိုင်ငံမှာတော့2021ခုနှစ်ကနေလက်ရှိအချိန်ထိသတင်းသမား200ကျော်ဖမ်းဆီးခံခဲ့ရပြီးအဲ့ဒီထဲကမှလက်ရှိအချိန်ထိသတင်းသမားအယောက်40ဟာအကျဉ်းချခံနေရဆဲဖြစ်တယ်လို့သတင်းသမား9ယောက်တပ်ဖြတ်ခံခဲ့ရတယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ကထုတ်ပြန်ထားပါတယ်။သတင်းသမားအများစုဟာစစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တချို့သောသတင်းတောက်တွေနဲ့သတင်းတပုံစီရတွေကတော့စစ်ကောင်စီထိန်းချုပ်ရာမြို့နယ်တွေနဲ့စစ်မြေပြင်တွေမှာသတင်းမှတ်တမ်းတွေရယူနေကြပါတယ်။ပြည်ရင်းမှာသတင်းရယူဖို့ကြိုးစားနေကြတဲ့တပုံသတင်းတောက်တွေဟာသတင်းမှန်ရရှိဖို့တပုံသတင်းတွေရဖို့ကိုစိုးရိမ်ကြောက်လန့်စိတ်နဲ့သတင်းရယူနေကြရပါတယ်။စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံအတွင်းကဖြစ်ရပ်တွေကိုသတင်းမှတ်တမ်းပုံတွေရယူနေတဲ့အလွတ်တန်းသတင်းတပုံစီရတအူးကတော့သူကြုံနေရတာတွေကို အခုလိုပြောပြပါတယ်ပြီးတွင်းမှာလေဓာတ်ပုံရရတာဖုန်းနဲ့ပဲဖြစ်ဖြစ်ဒီကင်မရာနဲ့ပဲဖြစ်ဖို့အမှားရအခက်ခဲတွေကတော့ ကိုစီရှိကြတယ်ဒီဥမာဒီဖြစ်ရတခုဖြစ်ပြီပေါ့နော်တရင်ဖြစ်စဉ်တခုဖြစ်ပြီဆိုလို့ချင်းဒီအဲ့ဖြစ်ရနေရမှာကိုတယောက်တည်းအစောရောက်သွားတာပဲဖြစ်နေတော့မှာပေါ့နော်ကိုတယောက်တည်းဒါမှမဟုတ်ဒီဖုန်းထုတ်ပြီးတော့ကိုရိုက်နေမှတိနေတယ်ဆိုလို့ချင်းဖုန်းတိနေမဲ့နေရာမျိုးအနေထိုင်မျိုးဆိုကိုကဖုန်းကင်မရာပဲဖြစ်ဖြစ်ကင်မရာပဲဖြစ်ဖြစ်မထုတ်ရဲဘူးပေါ့နော်အဲ့လိုလူတွေများလာမှာဒီအဲပီလူတွေများလာမှာနောက်ကပီလူတွေကလူတွေကလည်းဖုန်းနဲ့ထုတ်ရိုက်လာမှာအဲ့လိုပေါ့ဒါမှမဟုတ်လေလူအများကြီးထုတ်ရိုက်လာတော့မှာပဲအုတ်ရောကြောက်ရောနဲ့ရိုက်ရတာပေါ့နော်ဒီရိုက်နေတော့မှာပေါ့နော်ကိုကိုကိုလာပုတ်ပြီးတော့အရဲဝင်းတဲ့လူကပဲခေါ်သွားမလားပေါ့နော် ဒါမှမဟုတ်ဒီရိုက်လူအုပ်နဲ့လူအုပ်နဲ့ရိုက်နေတော့မှအဲ့လူကကိုယ့်ကိုကြည့်နေလို့ရှင်ဟာဒီလူကဒါလဲပေါ့နော်စာဖာလာရဲလာဘာလို့ငါ့ကိုပဲကြည့်နေရလဲ तू ကလည်းဖုန်းထောင်ထားတယ်ကိုကလည်းရိုက်နေဒါပေမဲ့ तू ဖုန်းထောင်ထားတာကိုယ့်ကိုကိုယ်ရိုက်နေတယ်လို့မျိုးလဲပြန်ခံစားမိစေတယ်ပေါ့နော်အဲ့လိုဟိုရိုက်နေရိုက်နေတဲ့လူအချင်းချင်းနေတော့မှမယုံမယုံရဲဘူးပေါ့နော်စိုးရိမ်နေရတယ်ပေါ့အဲ့အဓိကတော့စိုးရိမ်စိတ်ဖြစ်တယ်ဘာဖြစ်သွားမလဲဆိုတော့စိုးရိမ်စိတ်အခြေအနေမျိုးနဲ့ပြည်တွင်းမှာတော့အဲ့လိုမျိုးတွေပဲရိုက်နေရတာပေါ့နော်စိတ်လုံးချမ်းစိတ်စိတ်လုံးချမ်းမှုမရှိဘူးပေါ့အမရဲ့တည်င်းသမားတွေဟာတည်င်းအလုတ်လုတ်ရင်း မတရားဖမ်းဆီးခံရတာတပြက်ခံရတာတွေရှိနေပြီးရခိုင်ပြည်နယ်မုခမုံတိုင်းဖြစ်နေချင်းတရင်တပုံရယူနေတဲ့မြမနောင်းတရင်တော်ကိုဆိုင်းစော်တိုက်ဟာဆိုရင်လေစစ်ကောင်စီရဲ့မတရားဖမ်းဆီးမှုကိုခံခဲ့ရပြီးထောင်နဲ့အနည်း20ချမှတ်ခံထားရပါတယ်။အချင်းချခံထားရတာအခုဆိုရင်နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီးအင်းစိန်ထောင်ထဲမှာညှဉ်းပန်းနှိပ်စက်မှုတွေခံနေရတယ်လို့လည်းမြမနောင်းအယ်ဒီတာချုပ်ကိုဆွေဝင်းကဆိုပါတယ်။ ဒီနှစ်နှစ်အတောအတွင်းမှာသူဟာအင်းစင်ထောင်ထဲမှာအလွန်ညှဉ်းပန်းနှိပ်စက်ခံထားတယ်လို့ကျွန်တော်တို့သိရပါတယ်။အာရာသိမ်းပြီးတဲ့နောက်ဒီမြန်မာနိုင်ငံကနေပြီးတော့မှတတိယနိုင်ငံကိုထွက်လာဖို့ဩစတြေးလျနိုင်ငံထွက်လာဖို့ဟိုဒီကျွန်တော်တို့အဖွဲ့သားတွေကနေပြီးတော့မှသူဟာပထမဦးဆုံးအခွင့်အရေးရခဲ့တယ်ဖြစ်ပါတယ်။ဒါပေမဲ့သူဒီသူ့ရဲ့ပရင်းစာလုပ်ငန်းကိုမြေပြင်မှာဆက်လက်ပြီးတော့လုပ်ချင်တယ်။နောက်ပြီးတော့သူ့ရဲ့ရန်ကုန်မှာရှိတဲ့မိခင်ကြီးကိုဆောင်ရှောက်ဖို့ဆိုပြီးတော့သူဟာမြန်မာပြည် ်မှာပဲဆက်ပြီးတော့နေထိုင်ဖို့ဆိုပြီးဆုံးဖြတ်ခဲ့တဲ့သူပါသူ့ကိုအများဆုံးပြန်လှည့်ပေးဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ကတော့ဒီအဆက်မပြတ်တောင်းဆိုနေမှာဖြစ်ပါတယ်လွမြောက်နေမြေတွေနဲ့တိုက်ပွဲတွေကြားတဲ့အထိမှတ်တမ်းတပုံရိုက်ကူးပေးနေတဲ့မှတ်တမ်းတပုံစီကကိုရဲအောင်သူကတော့ကင်မရာကင်နာကတနက်ကင်နာထက် အနည်းကြီးတယ်လို့ဆိုပါတယ်တရင်သမားတယောက်ဖြစ်လာပြီဟေ့ဆိုရင်ခုနကစောစောပြောသားမျိုးပဲဗျာကျွန်တော်တို့ကင်မရာကင်နာတနက်ကင်နာလိုမျိုး န်ရည်ကြီးတယ်ဆိုတော့ကာလာကြီးတစ်ခုကိုကျွန်တော်တို့ရောက်လာတာပေါ့နော်။အော်အမှန်တော့ဒါဖြစ်ပြနေတဲ့အရာတွေကိုပဲဟိုမှတ်တမ်းတင်ပေးတယ်။ပြီးတော့တမိုင်းတစ်ခုအနေနဲ့ပေါ့ခြံခဲ့တယ်။အဲ့တော့တမိုင်းကအမျက်နှာမပြရဲလူတွေကတော့တမိုင်းမှတ်တမ်းတင်တဲ့ကောင်တွေကိုတော့ဒုက္ခပေးမှာပဲ။ဒါတရင်သမားတွေပဲဖြစ်ဖြစ်တဝန်စီအာတွေပဲဖြစ်ဖြစ်ပေါ့နော်။သူ့လို့သူ့လို့လား။သူ့ professional လို့ကိုသူ့လို့လားပေါ့။သူ့သူ့ life career သူ့ professional လို့ကိုသူ့လို့တယ်။အဲ့အချိန်မှာတော့ကျွန်တော်တို့နိုင်ငံကအဲ့လိုမျိုးဟို ဖန်ဆီးတာတွေနှိပ်စက်တာတွေထောင်ချတာတွေဒါတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒါတွေကဟိုလူခွင့်ရေးနဲ့ပဲကြည်ကြည်ဟိုတရင်သမားခွင့်ရေးနဲ့ပဲကြည်ကြည်ဘယ်ခွင့်ရေးနဲ့ပဲကြည်ကြည်ဒါတွေကဟိုဘလို့မှခံစားလို့မရဘူးဘလို့မှဟိုစံနှုန်းတွေနဲ့လည်းမမီဘူးတော်တော်အောက်တန်းကျတဲ့လုံရက်တွေနဲ့ပဲကျွန်တော်တို့ဒီတရင်သမားတွေတော်တော်များများဟိုလုံနေတယ်ဆိုတဲ့ဟာမျိုးတွေကအမြင်တွေ့နေရတာပေါ့နော် နယ်စည်းမခြားသတင်းတောက်များအဖွဲ့ RSF ရဲ့2025ခုနှစ်ကမ္ဘာသတင်းလွတ်လပ်ခွင့်ညွှန်ကိန်းထုတ်ပြန်ချက်အရမြန်မာနိုင်ငံဟာအဆင့်169မှာရောက်ရှိနေပါတယ်။ကမ္ဘာမှာသတင်းလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံစည်ရင်းထဲမှာအခုလိုမြန်မာကပါဝင်နေတာဖြစ်ပြီးမြန်မာရဲ့အောက်မှာတော့အီဂျစ်၊ရုရှား၊ဗီယက်နမ်၊တရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံတွေရှိနေတာပါ။ကျမမျက်သစင်ပါရှင်။ လက်ပနိုနိုင်ငံရဲ့လုံခြုံရေးနဲ့အချုပ်ချာအာဏာကိုထိခိုက်စေနိုင်တဲ့စစ်စစ်ရေးတွေကိုမလုံဆောင်ဖို့ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ Hamas ကိုလက်ပနိုအစိုးရကသတိပေးထားကြောင်းပေရိုရဲ့ကာကွယ်ရေးဦးစီးချုပ်ယုံကမေလတရက်မှာပြောကြားခဲ့ပါတယ်။ လက်ပနော်ရဲ့အမျိုးသားလုံခြုံရေးကိုချိတ်ချောက်ပြီးအထောက်ချအာဏာကိုချိုးဖောက်တဲ့ဘယ်လောက်ရကိုမဆိုပြပြသားသားအဆုံးသတ်ပေးဖို့အတွက်အပြင်းထန်ဆုံးသောအစီအမံတွေနဲ့လိုအပ်တဲ့လှုပ်ထုံလှုပ်နည်းတွေကိုလှုပ်ဆောင်သွားမယ်လို့ထိုက်တန်ကောက်ွယ်ရေးကောင်စီအတွေ့အမှုချုပ်မိုဟာမက်အယ်မူစတာဖာကတောက်ကြနေ့မှာသတင်းတောက်တွေကိုပြောခဲ့ပါတယ်။ လပ်ပနိုသမရနိုင်ငံရဲ့သမရဂျိုးဆက်အွန်ဟာလပ်ပနိုကိုမတိမငိမ်ဖြစ်စေတဲ့နေရာအဖြစ်ပြောင်းသွားနိုင်တဲ့ကိစ္စကိုပေါ်ပေါ်ရွရွသဘောမထားဖို့လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းဖြစ်ရရဲ့ရေးပါမှုကိုထည့်သွင်းစဉ်းစားပြီးလပ်ပနိုနိုင်ငံကိုမလိုအပ်ပဲစစ်ပွဲတွေမှာပါဝင်ပတ်သက်မှု မရှိစေဖို့နဲ့အန်တီယမကြောက်စေဖို့တို့ကိုလည်းမှာကြားထားတယ်လို့ဆိုပါတယ်။နိုင်ငံတွင်းရှိလက်နက်မှန်သမျှနိုင်ငံတော်ရဲ့အခွင့်အာဏာအောက်မှာသာရှိရမယ်လို့လည်းပြောထားပါတယ်ရှင်။ ဒီပပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်